လွန်ခဲ့တဲ့3ရက်မှာ stock secret မှာ2300ကျော်မြတ်ပါတယ်ဒီလထဲမှာတော့10ရက် trading days အတွင်းမှာဘလောက်မြတ်တယ်ဆိုတော့4000ကျော်မြတ်တော့ပါတယ်ဟာအဲ့ဒါအဲ့ဒါဆိုရင်ဆရာ stock secret ထိုးတက်နေရပါတော့အဲ့လိုမထင်ပါနဲ့ဒီနေ့ stock secret ဟာ1.29%ကျတယ် Nasdaq 1.96%ကျတယ်တောင်းကြုံဘယ်လောက်ကျရဆို1.3%ကျပါတယ်ကြီးနာမဆိုရင် 9ရက်အတွင်းမှာ3.57%ကျတယ်တလားဆိုရင်9.7% S&P 500တွင်ကျရနော် America Stock Secret Nasdaq 1.96%ကျတယ်5 days 4.03%တလားဆို13.6%အာအကုန်လုံးကျတာပဲနော်ဒေါင်းကျုပ်ကြည့်ရငိုခဲ့တဲ့9ရက်မှာဆိုရင်3.98%ကျတယ်တလားဆိုရင်8.2%ကျတယ်အာအဲ့တော့ Stock Secret ဘယ်လောက်ထိ ဆက်ပြီးတော့ကြာနိုင်တယ်ဒီလိုမျိုး stock secret ကြာအောင်မှမြက်အောင်ဘယ်လိုလုပ်ရဲဆိုတာကိုဗီဒီယိုလေးအစုံမှာပြောမယ်အရန်စိုးရင်ရတဲ့ trump လှုပ်ဆောင်ချက်တစ်ချက်အကြောင်းကိုပြောမယ်ဗီဒီယိုလေးပြီးခိုင်ဒီမှာတော့ stock secret မှာအောင်မြင်နီးညှိုးဝှက်ချက်တုံးခုပြောမယ်အားဟာတောင်းတောင်းလူရဲ့လူများစုမတိပါဘူးအားပါရဲဆိုဆက်ပြီးကြည့်ကြအောင်ဆရာမနေ့ကဒီဗီဒီယိုမှာပြောခဲ့တဲ့ Trump stock ဈေးကတကယ်ပြန်တက်ပြီလားဆိုပြီးတော့เนาะတက်တာတိတ်ပြီးအားမရအရင်မနေ့ကတက်တယ်0.49%အာဒါပေမဲ့1%ကျော်မတက်ဘူးအဲကြောင့်တက်တာအားမရထင်းတဲ့တမ်းပဲเนาะဒီနေ့ကြာတာပဲเนาะကြာတာပဲဒါပေမဲ့ဆက်ပြီးတော့ကြည့်ကြအောင်เนาะမလက်ဖြန်တော့တက်ဖို့ခင်ပူများမယ်ထင်းတယ်ဆရာထင်เนาะဟေးအဲ့တော့ဘာတွေများထူးကြတယ်အဲ့လိုမျိုးဒီလိုမျိုးဖြစ်လာတော့စိုးရိမ်ရအချက်ဘာလဲကြည့်ကြအောင်เนาะ စိုးရိမ်တဲ့အချက်ပါလဲဆိုကြည့်ကြမယ် Secretary Banser ကို interview လုပ်ထားတယ်နော် European Alcohol EU ကနေပြီးတော့ US ကိုတင်သွင်းလာတဲ့အရက်တွေဆိုရင်2%၃ဆအခုကောက်မယ်ဆိုပြောထားတယ်နော်အဲအဲကြောင့်အဲ့လိုကောက်တာကိုဒီလူကြီးကအခု treasury secretary ကဒါဘာကြောင့် stock market ကဒီတော့ထိကျနေရလဲ Yeah I mean look the market's been really focused on tariffs uh, Mr. Secretary, and it's been another sort of up and down ride this week. A lot of uncertainty among business leaders. This morning, President Trump threatened a 200% tariff on Europe on wines, champagnes, and alcoholic products coming out of France and other EU countries. And I do wonder how that comes to be. Was this, was this premeditated? Did you know about this? As, this is a, in retaliation to what Europe did in retaliation to the steel and aluminum tariffs, but 200%? What was that? Look, I, uh, I was with the business roundtable yesterday. I, I, think it was 100, 135 CEOs, and you know, we, we, I talked to them uh, about our plan, uh, it, which includes tariffs, deregulation, and what I call reprivatizing the government and bring bringing down uh, this incredible le level of government spending. And uh, it, it, one, one or two items with one trading block. I, I'm not sure why that's a big deal for the markets. <laughs> ြောရတယ်ဒါဘာကြောင့်နော် stock secret ထိခိုက်တာမသိဘူးတဲ့မသိမှန်တာ stock secret ဆိုတာမသိကြတော့ဘူးမကြိုက်ဘူး EU ကနော် US ကိုပြန်ပြီးတော့တုံ့ပြန်နေတဲ့ tariff တွေကောက်တယ်ကောက်တော့ Trump နေပြီးတော့အေး EU ကိုပြန်ပြီးတုံ့ပြန်နေတဲ့ US ကိုတင်သွင်းလာတဲ့အရက်တွေဆိုရင်30ကောက်မှာပြောတယ်နော်အဲ့တော့ EU ကလည်းအာဘာတန်လို့မသိဘူးအဲ့တော့ stock secret ကမမတိကြဘူးတော့ကြောင်းနော် ြတာပေါ့ရှင်းရှင်းလေးပဲ stock ဈေးကွက်တဲ့အစိုးဆုံးအရာပါတယ်မတေးမချာကိစ္စနဲ့ဆိုရင်သူကကြားဘာကြောက်တော့ဟေးရောင်းရောင်းရောင်းနောက်တော့မှကြည့်ရှင်းမယ်အဲ့လိုမျိုးဝယ်ကျင်းလူကလည်းစောင့်ကြည့်နေတာဒီကိစ္စဘယ်လိုဖြစ်မလဲဆိုတော့เนาะအဲ့ဒါတော့မသိဘူးဒါ treasury secretary လုပ်နေပြီးတော့เนาะသူကတော့ဒီသားပေါ့အာဘာမှအသိအရင်မကြည့်အောင်နည်းနည်းပါးပါးပဲထည့်နေတာဒါပေမဲ့ treasury secretary လုပ်ပြီးတော့ stock secret ဘာကြောက်ကြတာမသိဘူးလားအာအာပြီးတော့ဆက်ပြီးနားထောင်အောင် I think the, the big deal for the market is just the not knowing what's next and what the target is necessarily going to be, and also not knowing where this stops. Because if we ratchet up tariffs, they retaliate, we go higher, then what? Okay. ကိုက tariff ဟာ import ဆိုတဲ့အာ EU ရောကနေဒါရှိမှပြီးတော့ तू ပြန်ပြီးတုံ့ပြန်တယ် तू တုံ့ပြန်တဲ့ဟာကိုကပြန်ပြီးတော့ထပ်ပြီးတော့ပို့ကြည့်အောင်လုပ်တယ်အဲ့လိုဆိုတော့ဘယ်နေရာမှာစုံးမလဲအစုံးမတက်တော့ဇန်နာဟုတ်တယ်မလားဇန်နာအစုံးမတက်တော့ stock secret အဲ့ဒါကိုစိုးရင်ရပါတော့ကြောက်လာစိုးစိုးကအမျိုးသမီးရောက်มาတည်ရရှင်းရှင်းလေးအတူပြန်ပြောတယ်နော်ပလေးတဲ့ရောက်ဘလူးတဘောရပါလို့လေနော် အမျိုးသမီးပြောမှန်တယ်ထင်ပါလားဟိုလူကအရင်မကြည့်ပါဘူးပြောတာမှန်တယ်ထင်ပါလားဘာလို့မှန်တယ်ထင်ပါလဲအောက်မှာရေးစားတယ်မှာ trauma echo ဟာဘာဘာကြောင့်အဲ့လိုလဲ EU ကနေပြီးတော့ US ရဲ့ whiskey ကို tariff လောက်တဲ့ကြောင် trauma နေပြီးတော့ပြန်ပြီး200%တဲရီတော့ဒီသားကမှလုံးမပြောတော့နော်အမဆွေးနေဘူးဆိုရင်လုံးမပြောဆရာ trauma စိုးရင်ဆရာအချက်ပါတယ် okay ဒီလိုမလုပ်ခင် तू ကတကယ် USA ကိုအတားရရဆိုရင်ဟိုကျိုင်းနိုင်ငံက USA က အော်ဟိုအမျက်ထုတ်တယ်ဆိုရင်အစအနေကပြောပါတာနော်နီကိုရှင်းရှင်းပြန်လုပ်မယ်နော်နီကိုရှင်းတိမ်ပဲဟိုဒီနေ့ဒီအချိန်လားမလာဘူးဆိုရင် terrible post လုပ်မယ်ဆိုရင်ဒါအစ်စ်မရှိသေးတယ်အခုက Trump ကကနေဒါတော့မက္ကဆီကိုဘာမှမပြောမဆိုနော်ဘာမှနီကိုရှင်း chance မပေးဘဲနဲ့ terrible import ဆုပ်တယ်ပြီးတော့ euro eu ရဲ့ import ဆိုတဲ့အဲ့ဒါ stock စီကတမင်တဲ့ကြာစင်ကြီးရတယ်ဆရာထင်တယ်ပြောတာ stock စီကကြာမှာအတူဆိုတော့ long term အတိုးနှုံးကြမလဲကြမယ်ဆိုရင်အစိုးရပတ်စံချီးရတက်တာမလဲအဲ့ဒါကြောင့်လုံတော့ထင်းတယ်အမကပြောမှာဆိုမိတ်ပြတ်တာပေါ့အစတိုင်းမိတ်တွေပဲလေမဟာမိတ်တွေပဲလေအာဒီချက်စား invite လုပ်ပြီးတော့နော်မင်းတို့ဒါလုပ်တာမတရားဘူးဟာဟဲ့မဘလို့ပြန်ပြီးတော့ပေးဆက်မလဲအခွင့်ရေးပေးပေါ့သူကဘာမှမပြောမဆိုအာထဲပဲအကုန်ချရတယ်ကနေဒါတွေကအရန်မုန်းတယ်ကနေဒီယာရဲ့ဒါထရမ့်ကိုအရန်မုန်းတယ် EU ကအကုန်မုန်းတယ်ထရမ့်နဲ့ Elon Musk အကုန်မုန်းတယ် အလကားတဲ့အမုန်းပွားပဲဖတ်တင်တယ်အမေရိကန်နိုင်ငံ image ကြတာပဲဖတ်တင်တယ်နော်ထွက်မှာအရှုံးပေးဖို့ကောင်းမှောင်တာသိရဆရာသိမြတ် तू ကအရှုံးပေးရမကြိုက်နော် तू က ego ကအရင်ကြည့်ရအာ तू နိုင်မလို့ဆိုရင် nuclear bomb တော့မှာဖောက်ဖို့ဝင်မလဲလို့နော်အဲ့လိုလူမျိုး तू ကနိုင်ပြီးပါပြီးတာဘာလို့မဆိုမတူရပါဖြစ်ဖြစ် nuclear bomb တော့မှာဖောက်မယ်နော်ဝင်မလဲလို့နော်အဲ့ပလိတ်တယ်ဘယ်လိုသဘောရပါလဲ trump က ဟိုအများအကျိုးဟိုကြည့်မလားလောက်မို့သူနိုင်ဖို့အတွက်မကြည့်မလားကိုမမရတာမှာအဲ့တော့နောက်ဆုံး EU ဘောင်ရောကနေဒါကအေးနော်ညူအကျိုးကြည့်မှဆိုရောအဲ Trump ဟိုအဲချီတူရပေါ့ဟုတ်တယ်မလားဖားတယ်ပေါ့ဟုတ်တယ်မလားဖားတော့ပူတင်က Trump အရင်ဖားတာအရင်တော်လေဖားအာပူတင်လက်လက်အောက်အောင်မှာရောက်နေပြမသိဘူးနော်အာတရုတ်နဲ့ဟိုရုရှားကိုချတာမသိဘူးအခု EU နဲ့ဟိုကနေဒါကိုချတာသူစလာလား အဲ့ဒါစိုးရိမ်ရချက်啊เนาะဒါတိစပို့ပြီးတော့ဆက်မျိုးဖြစ်နိုင်နေတယ်ပြီးတော့နောက်တစ်ခုရှိတယ်เนาะဒီတစ်နှစ်ထံမှာမကောင်းနောက်နှစ်ထိအောင်တွားနိုင်တယ်ဒီ tariff ကဘာကြောင့်လဲ Republicans ဥပဒေကိုတုံးပြီးတော့အခု government shutdown လုပ်ရမှာ shutdown မဖြစ်အောင်ဥပဒေတစ်ခုအသုံးချတယ်အဲ့ဥပဒေတွေမှာပါတယ် pass လုပ်ရတယ်မှာဘာပါလဲဆိုတော့ဒီ tariff ကို congress ကနေပြီးတော့အားလုံးသဘောတူညီပြီးတော့အဲ့မဖြစ်တော့ဘူးပြန်ပြီးတော့ cancel လုပ်ရတယ် နော် President လုပ်ရဟာတမနာလုပ်ရဟာသဘောမတူဆို Congress ဆာနေပြီးတော့လွတ်သွားနေပြန် cancel လုပ်ရဒါပေမဲ့တခုရှိရအဲ့ဒီဥပဒေထဲမှာတခုတည်းမှာလေးအစိုးရမပိတ်အောင်အစိုးရဆက်ဖွင့်အောင်စက်တင်ဘာလဒီဆက်ဖွင့်အောင်လုပ်ရမှာဘာပါလဲဆိုဒီတရားစီရင်ဒီဥပဒေတမားတွေကိုချမှတ်တမားတွေကို President border emergency နဲ့ tariff တွေကို January 2020 2060 လုံးဝမနှောက်ရှက်ပါဘူးဆိုရယ်ဥပဒေပါလာနော်အဂရင်းဘတ်ပါလာအဲ့ရောသွားပြီးသွားပြီးအဲ့ဒါအခု pass ပြသွားပြီ house မှာ pass ပြသွားပြီဆိုတော့အာမစကြာမီရဲ့ Sunday မှာ pass ပြမယ်ဆိုရင် January 2026 ठी Trump မှာကြိုက်တယ်လို့ Terry လို့ပြောရမှာနော်တကယ်ပါလို့လို့ရမယ်အကိုလို့ရမှာနော်အဲ့ရောအာအရန်စိုးရင်စရာကောင်းအချက်လာနော်တော်တေးရပေါ့အာ nuclear bomb ကို nuclear bomb ရဲ့တမန် လုံးချင်လို့လုံးရတယ်နော်အမအဲကြောင့်အရင်အရေးကြီးပြောတမနာရွေးရလူကစိတ်ထားကောင်းတဲ့လူစိတ်မှန်လူရွေးဆိုတာအဲကြောင့်ပြောတာနော်အရင်အရေးကြီးအာအဲ့ရောအဲအရင်ဆိုးရစရာကောင်းချင်ပါကောင်းတော့တစ်ခုကဘာလဲဆိုတော့ဒီနေ့ကောင်းတော့အာအဆိုးရမပိတ်တော့ဘူးမနေ့ကတောင်းကြနေနော်အာရှူမာဆိုဒီမိုကရက်အဲ GOP ဘေးသူ avoid shutdown shutdown မလုပ်ချင်ဘူး။အားကြောင့် shutdown လုပ်ရမလို့သူပို့ပြီးအနိုင်ရပါမလို့ဆို Republican အနိုင်ရပါမလို့ဆို။ဘာကြောင့်လဲ Democrat ရဲ့ပိတ်တယ်ပိတ်တယ်ဆိုပြီးတော့ နော် तू ကပြောမလဲအဲဒီအစိုးရကိုခုတော့လုတ်ပြီးတော့ဒီမိုကရေစီပိတ်ချတယ်ဆိုပြီးတော့အဲအဲ့လို तू မဲရအောင်လုပ်တော့မယ် Trump ဆိုတဲ့တဘောကတီးပြီးသားပဲဟုတ်တယ်မလားဘာပဲဖြစ်ဖြစ်မကောင်းတဲ့ဟာဆိုရင်သူများကိုလွှဲချတယ်ကောင်းတဲ့ဟာဆိုရင် तू ပဲဂုံယူတယ်လေဟုတ်တယ်မလားအဲ့တော့အာအစိုးရမပိတ်တော့ပါဘူးဒါတင်းကောက်မှာနော်တင်းကောက်ဖြစ်တဲ့အတွက်ကြောင့်မင်းဖြစ်ရင် stock saver တက်ဖို့ပြင်ပို့များပါတယ်နော်နော်ဒီမှာပြောတာ Elon Musk နဲ့ Trump တို့ပို့ပြီးတော့ ပြောเสียအာနာပူပေးလို့ဖြစ်တော့မှာဆိုလို့အဲ့ကြောင့်ဒီဟာ pass ဖြစ်တဲ့လေဒါစက်တင်ဘာလအထိပေါ့စက်တင်ဘာလမှာတစ်ခါထပ်ပြီးတော့ဒီဟာထပ်ပြီးဖြစ်နေမယ်အဲ့ရောစက်တင်ဘာလမှာပွဲကြီးပွဲကောင်းပြန်တွေ့ရအောင်မယ်เนาะ stock sequence စက်တင်ဘာလမှာပြန်ကြောက်ဖို့တင်ရှိအောင်ရှင်းတောင်းရှိရတော့ကြเนาะအေးအဲ့ဒါဆိုရင်ထပ်ပြီးဝင်ထားပေါ့ဟုတ်တယ်မလားဟုတ်တယ်မလားအဲ့ရော stock sequence ဘယ်အထိကြာနိုင်လဲအာဒါပညာရှင် question ရပြီเนาะကဘာပတ် အမေရိကန်မီရနာစတော့ပင်ရရှင်တယောက်တည်းဖြစ်နေတဲ့အဖြေကိုပြောပါမယ်။ဟေးအခုလူရယ်စပြီးတော့ဟာစတော့စီဝက်တက်တော့မှာပဲတလားတော့တက်တော့မှာပဲစတော့မယ်။ဟာအခုဟာ investment မလုပ်တော့ဘူး၊ trade မလုပ်တော့ဘူး၊ဘေးထွက်ထိုင်နေမယ်။စကားကြီးကြားလာပြီ။အကုန်ကြားရပြီနော်။စော့စီဝက်ပြတ်တာလည်းဘယ်သူမှမပြနိုင်သေးဘူး။ဆရာဆရာရောက်လည်းလို့နော်။စော့စီဝက်ပြတ်တယ်လို့ဆရာရဲ့ဝါဘတ်ဖယ်ရဲ့ဆရာအတော်ဆုံးတပည့်တွေရဲ့ဒီဒီသုံးမျိုးပဲမြန်မြန်နေမယ်။ နော်အဲ့တော့လူတွေစပြီးတော့စိတ်ပြက်လာပြီစိတ်ပြက်လာပြီဆိုတော့ဒါမရှာမီ stock စိတ်ပြက်တတ်တော့မယ်နော်နော်စစ shut down ဖြစ်လာတယ်မဖြစ်တော့ဘူးဆိုမနေ့ဖြန်တက်မယ်နော်နောက်တစ်ပတ်တော့မသိဘူးပေါ့လေဒါပေမဲ့ဟာ bottom မြောက်နေပြီဆိုဆရာထင်တယ်နော်အဲ့တော့ okay ကြမယ်ဆိုတော့မဘလောက်ကြီးကြနိုင်လဲ okay အလွန်ဆုံးဘလောက်ကြီးကြနိုင်နော်နောက်တစ်ပတ်ကြမယ်ထားတော့အလွန်ဆုံးဘလောက်ကြီးကြနိုင် SME final အခုဆိုရင်အများဆုံးဘလောက်လဲ 52147.42เนาะအခုဆိုဘယ်ဘလောက်ဖြစ်လာလဲ51အာ5521ဖြစ်သွားပြီဟုတ်တယ်မအဲ့တော့ဘလောက်ထိကြပါလဲ5521.52တီးပြီးတော့เนาะအများဆုံး52ရဲ့ height အမြင့်ဆုံးကနေတွေ့ရတာ6147 y 43 by equal to b minus 1 log ။ဒါဆက်တွေ့ရချင်း minus 1လုံးချင်းအာတန်ပါဆက်ကြ။တန်ပါဆက်ကြ conversion ရောက်ပါဒီနေ့မှာပဲ conversion ရောက်ပါဖြစ်ပါလေ SME funder က last step ရောက်ရောက်ပါကြာပြီ။အာအဲ့တော့တန်ပါဆက်များတော့အပြင်15%မှာရက်သွားလို့ရှိရင် bear market ဖြစ်မလားဆရာထက် bear market chance ကနည်းတယ်။နော် recession ရဲ့ဖြစ်အောင်မအောင်မထင်နေဘူး။နော်အဲ့တော့ bear market chance ကနည်းတယ်အဲ့တော့15%အလုံးစုံကျလာ15%ဆိုဘယ်လောက်ကျနေလဲ okay 15%ဆို6 1 four seven six one four seven point four three. We fifteen percent of zero point five eight five. No, fifteen percent 加了 zero point eight five five thousand two hundred twenty five five thousand five two two five 卖他了，喏，公妈妈差异他了。 ်အလို့ဆို SMB5 တဲ့ဘယ်လောက်ကြီးကျနိုင်ဆိုတော့5225ပါဆရာဆိုပြီးတော့အောက်မှာချရေးထားပါတော့ SMB5 အတွက်5225ဆရာပြောတဲ့အတိုင်းအလို့ဆိုကျနိုင်ပါလေဆိုပြီးရေးထားတယ်โอเคအဲ့တော့ last step ကြည့်တာ last step ဘယ်လောက်လဲအဲ့တော့နည်းနည်းလေးပဲလူတော့နည်းနည်းပဲတော့4%ပဲလူတော့လေအလို့ဆိုကျမှာဆိုပြီးတော့ last step ကြည့်ရ last step ဆိုရင်ဘယ်လောက်ကျပါမလဲခု last step ဆိုရင်အမြင်ဆုံးက2024.58ဟုတ်တယ်မလားအဲ့တော့ 20204Y R R1 17200DB ဟိုပါ3 .01 တို့ DB ရော20204 Y5 in the sa နောက်တစ်ခါတော့ဟိုကကြာပါပါပြီ 14.36%ကြာပါတယ်เนาะ Nasdaq 14.36%ကြာပါ Bear market ဖြစ်မလား Bear market ဆို20%เนาะ20%ဖြစ်မှာမထင်ဘူးဆရာတင်အောင်အာ18%တော့မှာကြာကြပါမယ်အဓိက S&P 500တော့အရင်အရင်ဆုံးကြည့်ရများ S&P 500 15% 5225ဆိုရင်အနည်းဆုံးဖြစ်နိုင်တယ်အဲ့ဒီအချိန် Nasdaq block ဖြစ်ပြီပေါ့ဟုတ်တယ်မလားအာအဲ့တော့အခုက crash ရောက်တော့မရောက်သေးဘူးเนาะ14.37ပဲရှိသေးတယ်လိုပါနေတယ်เนาะအရင် အရေးကြီးဆုံးညှို့ဝှက်ချက်အောင်မြင်ရေးညှို့ဝှက်ချက်၃ခုပြောမှာ stock share လောက်တဲ့နေရာမှာเนาะဒါလူအများစုမသိတဲ့ stock investing အောင်မြင်မှုကဘယ်ပေါ်မူတည်ရဲဆိုရင် investor တွေเนาะပလိတတ်ရဲ့ mental ability စိတ်ကြံ့ခံမှု temperament စိတ်ထားတတ်မှုเนาะဘယ်လိုမျိုးစိတ်ထားတတ်ရမှာလဲဒီလိုမျိုးတက်လက်ကြလက်အများကြီးကြနေ stock share stock market ြောရမလို့စိတ်မကြည်ဘူးစိတ်မကြည်ရဲ့ stock market ကိုကြာကြာ ignore လုပ်ထားရမယ်အရေးမဆိုင်ပဲထားနိုင်ရမယ်ဘယ်လောက်ထိကြာကြာအရေးထားရမယ်ကိုယ့်ရဲ့လက်ထက်မှာခံရတဲ့ investment ကအောင်မြင်ရဲ့အထိအရေးမဆိုင်ပဲနဲ့ထားနိုင်မယ်ဆိုရင်ရောအဲအောင်မြင်ဖို့ခင်ပူများပါပြီလူများစုကဟိုကြည့်ဒီကြည့်ရောင်းချင်တာများတယ်ပြီးဟိုအော်ဒီဒီ stock အရင်ကြာနေဒီ stock ရောင်းပြီးဟို stock သွားသွားပြီးတော့ဝင်နိုင်မယ်နော်အစကောင်းတဲ့ stock ရောင်းပြီးတော့ မကောင်းစတော့တော့ဝင်နိုင်တယ်အဲအဲ့လိုမျိုးရှိရအများကြီးရှိအဲ့ဒါကြောင့်မအောင်မြင်ရများတယ်နော်အချစ်နဲ့ stock sequence ဆိုတာ main screen နဲ့တွေ့နော်မှတ်တာဒါဘယ်သူမှမတင်ဘူးဒီ stock share ကျွမ်းကျင်သွားဆိုရင်အချစ်မှာကျွမ်းကျင်သွားနေမယ် main screen ရဲ့မှုအမြဲတမ်း swing ဖြစ်တယ်နော်ယောက်ျားလေးကအမြဲတမ်း main screen ကြိုက်တယ်လိုချင်တယ်နော်ဒါတဘာဝပဲယောက်ျားလေးအမြဲတမ်းပဲမှုကအမြဲတည်ငြိမ်သူကယောက်ျားလေးအမြဲလိုချင်ယောက်ျားလေးက company နဲ့တူတယ်နော်အမြဲတမ်းတိုးတက်အောင်စူးစမ်းနေတယ် အာ तू main ကလေးကိုအများစိတ်ဝင်စားနေ main ကလေးအဲ့လိုမဟုတ်ဘူးတခါတည်းစိတ်ဝင်စားအောင် तू အိမ်မှာအဆင်မပြေဘူးဆိုရင်အာယောက်ျားလေးကိုစိတ်ဝင်စားတော့ဦးเนาะဒါမှမဟုတ်ဟိုတချို့လားလေဆိုရင်စိတ်မကြည့်ဘူးဆိုရင်ဒေါ်လာထွက်တယ်အလိုနည်းဒေါ်လာထွက်တယ်เนาะစိတ်ကောက်ဝါရှိတယ်အဲ့လိုမျိုးရှိရင်အဲ့မျိုးကိုကိုယ်စားမပြန်တော့ဘူးเนาะအခုမှစတွေ့ရဆိုရင်ဟိုတပတ်တစ်ပတ်တော့မှစပြန်ခြင်းနေမယ်နော်အဲ့တော့ကိုကစိတ်ပူပြီးတော့ဘာကြောင့်စာမပြန်မပြန်တော့ပြောလိုက်မှဆိုရင်အဲ့ကောင်မလေးလုံးဝရှုံးမိရမှာလားနော်လုံးဝမရတော့ အများနဲ့မှတ်တာ store share မှာဖြစ်ပြီးကောင်မလေးမှာဖြစ်ပြီးကိုယ်တကယ်ကြိုက်ရဲ့ကောင်မလေးကိုကိုက ignore လုပ်ထားမယ် तू စိတ်မကြည်ရဲ့ချင် तू စာမပြဲချင်ဘာမှစာတွေမှာထပ်ပို့မနေဘာဘာဖြစ်နေလို့လဲဘာကြောင့်စာမပြဲလဲအဲ့လိုပို့လို့ဆရာကောင်မလေးကိုဆုံးရှုံးတာတခါမှမရှိဘူးကောင်းတဲ့ကောင်မလေးဆရာတကယ်ကြိုက်တဲ့ကောင်မလေးတကယ်ချစ်ကောင်မလေးကိုဆရာ low what ignore လုပ်ထားလို့ तू စိတ်မစာမပို့ချင်ချင် ဆရာစာမပို့တဲ့အတွက်ကြောင့်ဆုံးရှုံးသွားတခါမှမရှိခဲ့ဘူးเนาะ stock ဆရာအဲ့လိုပဲကောင်းတဲ့ stock ဆရာလက်ထက်မှာကင်ထားတဲ့အတွက်ကြောင့်เนาะမရောမဲ့တဲ့ stock ဆရာဘလောက်ကြကြเนาะဆရာလုံးဝမကြည့်ရနိုင်ဒီတက်ထားတော့တဲ့အတွက်ကြောင့်ရှုံးတဲ့အခါတခါမှမရှိဘူးเนาะဘယ်အခါမှရှိဘူးလေဆရာ stock ဆရာကြည့်ပြီးတော့အာစိတ်လှုပ်ရှားပြီးတော့ရောင်းလိုက်အခါအဲအဲ့ဒါရှုံးသွားတာရှိတယ် ဲ့ဒါပဲရှိရယ်နော်ကောင်းတဲ့ store ရှင်အောင်အကြိုင်းခံထားပြီးတော့ store ဈေးကဘလောက်ပဲဖြစ်နေပါစေဘာပဲဖြစ်ကိုဗစ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်နော်ထိုးကြွားဟောမရောဘဲစက္ကန်ထားကောင်းတဲ့ store ရှင်အမြဲပြတ်တက်တာပဲတခြားမှရှုံးမှမရှိဘူးအဲ့ဒါအရင်မှတ်ထားတော့အဘဘသူဘယ်နှယောက်လုံးနိုင်မထင်ဟာလူများစုမလုံးနိုင်ဘူးကိုကောင်မလေးကိုတကယ်ကြက်ရယ်ဆိုရင်ယောက်ျားဘယ်နှယောက်လားကောင်မလေးစာမပြန်တာ哦เนาะအင်တော့လုံးထားမထင်တယ် မလုံမလုံနိုင်ဘူးယောက်ျားအများစုမလုံနိုင်အဲအကြောင်းယောက်ျားတွေတော့မိန်းမတွေရောအချစ်မှမအောင်မြင်တာเนาะအာအမြဲတမ်းမှတ်တာပါနောက်အရေးကြီးရပါတယ်ဘယ်တော့မှ stock ဈေးကွက်ပြန်ထိုးတက်တဲ့ဆယ်ရက်မလွတ်စင်နဲ့ဆယ်ရက်အထိုးအများဆုံးများတော့ဖြစ်အကြာဆုံးရက်တွေပြီးသွားရင်အထိုးတက်ဆုံးဆယ်ရက်လာအဲဆယ်ရက်လွတ်သွားမှဆိုရင်တစ်နှစ်လုံးလုံး investment မလုပ်ရတဲ့အတူတူပဲ နော်ဘာမှမလုပ်ရတူတူပဲ10ရက်လုံးလုံးမှီထားတဲ့လူကတနေ့လုံးလုံး investment လုပ်ထားပြီးတော့အဲ10ရက်လွတ်ထွားတဲ့လူတွေအများကြီးတားတယ်နော်အချိန်ရဲ့အဲ့လိုပဲ main ကနေကိုအရန်စိတ်ဝင်စားနေချင်းချစ်တဲ့အချိန်ကိုလာပြီးအထာပေးနေချင်းလွတ်သွားမှဆိုရင်နော်လွတ်သွားပြီးမှတ်ရတော့နော်အဲ့ဒါကြောင့်အရန်အရေးကြီးတယ် main ကလေးကို100%အမြဲတမ်းတနေ့လုံးအာရုံပေးစရာမလိုဘူးဘယ်မင်းကလေးဖြစ်ဖြစ်မင်းကလေး10ရောက်10ရောက်ရှိမှ12ရောက်ရှိမှာ နော်ဒါပေမဲ့ तू ကိုယ်စိတ်အပါဆုံးအချိန်ကိုအာရုံပေးရမယ်ဆိုရင်အများကြီးပူရတယ်မင်းအချိန်ပူပြီးအောင်မြင်တယ် stock sequence အမြင်နဲ့အဲ့လိုပဲအားကြဘယ်တော့မှမလွတ်စင်းနဲ့အမြင်နဲ့အမြင်နဲ့เนาะ stock share မှာပဲကောင်းတဲ့ stock share ဆိုအမြင်နဲ့ခြံထားအမြင်နဲ့ခြံထားအဲ့ကြောင့် main goal ကိုယ်စိတ်ပါနေချိန်အမြင်နဲ့ ready ဖြစ်အောင်လုပ်တာအဲ့ဒါဆိုရင်ချမ်းချမ်းသာမယ်အခြေရအောင်မြင်မှာ ဖြစ်ပါတယ်ဥပမာလက်တွေ့ပဲကြည့်ရ ဆရာ2021ကနေပြီးတော့2024တုံးတဲ့အတွက်မှာကိုဗစ်ဖြစ်တဲ့ stock sale ကထိုးကြတယ်နော်တောင်းလေးဆောင်ဝင်စားခဲ့တယ်ဟာ2024ရဲ့ဖြစ်ရောမဖြစ်တယ်18စားတက်သွား18စားတက်သွားကြည်ဘာဖြစ်ဖြစ်အဲ့တုံးနေမှာစိတ်စိုးရိမ်စရာမရှိတော့ရှိအောင်ပေါ့အများကြီးစိုးရိမ်စရာအများပဲကြာလန်တက်လန်ကြာလန်တက်တက်အိုဟိုတတင်းကစိုးပြန်ပြီးဘာညာခုကအကိုပဲဖြစ်ပြန်ပြီးတော့လူအများအလုံးပြုတ်ပြန်ပြီးတော့အများရှိရအဲ့ဒါလည်း ဆရာပိုးပြီးချက်နာပဲဘာကြောင့်လဲဆိုဆရာ ignore လုပ်နိုင်လို့ကြောင်းအဲ့ဆရာအရင်အရင်အရေးကြီးเนาะအချစ်တဲ့ stock investing stock secret ဆိုတာ main ကလေးတွေတူတယ်เนาะသူစိတ်မကြည်ရဲ့အချိန်ကိုစိတ်မပိုင်အချိန်ကိုကို ignore လုပ်ထားနိုင်နေတယ်ကိုအောင်မြင်လေးဖြစ်လေမြတ်အကောင်းဆုံးကသူစိတ်မကြည်ရဲ့အချိန်ဆိုဆိုရင်ကောင်းတဲ့ store share ကိုဝယ်ထားလက် store ဈေးကကြာတာအရာအထာပေးတာเนาะသူစိတ်မကြည်ရဲ့အချိန်ဆိုတခြား company လေးကို သွားပြီးတော့မိတ်ဖွဲ့ထားတဲ့เนาะအဲအကြောင်းယောက်ျားလေးတကယ်ယောက်ျားကောက်ယောက်ျားမျက်မှန်တယ်ဆိုရင်မိန်းကလေးတယောက်လည်းဘယ်တော့မှမထားအောင်။ဘာကြောင့်မိန်းကလေးကအများစိတ်မှန်တာမဟုတ်။เนาะမိန်းကလေးအများကြီးထားတာထားတာမှာကိုယ်စိတ်အပါဆိုမိန်းကလေးကိုပတ်စားပူပေးတယ်เนาะသူဘာသူ try စေသူယူရတယ်ကိုယ်တကယ်ကြဲ့ရဆိုကိုယ်စိတ်ပါမှာမဟုတ်တယ်မှာအဲကြောင်းကိုယ်စိတ်အပါဆိုမိန်းကလေးကိုယူမိန်းကလေးအများကြီးထားစေပါဆိုမင်းတို့ပြောရွေး stock share ဆိုလို့ပဲ stock share အများကြီးဝယ်ထားကောင်းတဲ့ company မျိုးဝယ်ထားเนาะအကောင်းဆုံး company ရဲ့ နှစ်ခုသုံးခုကကိုယ်အများကြီးအမြတ်ထွက်အောင်ပေးပါလိမ့်မယ်အရင်အရင်အရေးကြီးပါတယ်เนาะအဲဒီမပညာပူတက်ချင်ဆိုဆွဆွ stock စီးခွက်ကြာအောင်မှဆရာအမြဲတတ်တယ်ဟုတ်မှာမြတ်တယ်၄ရောက်ကြောဘာဘာကြောင့်အမြဲတမ်းမြတ်နေရလဲဘာကြောင့်လဲဆိုတော့ဟာဟာဟာ very are you very ဘာကြောင့်လဲဆိုတော့ put option တက်ထားတဲ့ကြောင့် stock စီးခွက်ကြာလေလေ put option ကပုံပြီးမြတ်လေလေเนาะအဲအကြောင် အရင်အရေးကြီးဆရာအပိုးတိမ်ပါဆိုတော့ပြောဘာကြောက်လဲဆိုတော့เนาะ option ကကြားတဲ့ချိန်ဆိုရင်အရင်မြတ်တယ်အာဒါပေမဲ့ assignment တဲ့တင်မှာ stock investing တက်ပြီးရင် call option တက်တက်ပြီးွားရင် put option တက်ပြီးွား advance option ဆရာ advance option အရင်တုံးတော့ဗောအခုအချိန်ဆိုအရင်တုံးတယ်ဘယ်အချိန်မဆိုတုံးလို့ကြာကြာတက်တက်အရင်တုံးတယ် advance option အကောင်းဆုံးပဲဒီလေးခုတက်ပြီးွားပြီပညာတော်ဆုံးသွားပြီပြီးွားရင် day trading movement stock တက်เนาะအရင်ကြီးအခုက stock ဈေးကွက်အောင်ဆုံးလောက်ရောက်နေပြီအဲ့ဒါကြောက်เนาะအခု ပညာသင်ပြီးတော့တကယ် investment လုပ်ရလို့ဆိုဒီကပူချမ်းတာမှာပို့ပြီးတော့အရေးကြီး10ရက်တော့မကြမီ10ရက်လာတော့မှအသက်ဆုံး10ရက်တော့ရအဲ10ရက်တော့မှဆိုရင်သွားပြီးဒီတစ်နှစ်လုံး stock share မှာ investment မလုပ်ရတဲ့အတူတူပဲเนาะအဲကြောင့်အရေးအရေးကြီးအဲ10ရက်မလာခင်ဒီဟာလေးပညာလေးကိုပြီအောင်မြင်မဲ့တင်ထားတဲ့အာဒီ match တွေမှာဒီတင်တဲ့၅ခုတည်းကနှစ်ခုတွေးမယ်ဆိုရင်ဆိုတော့100တိုင်အောက်တင်တဲ့နှစ်ခုလက်ဆောင်ရမယ်เนาะကြက်ရရရအောင်မြင်ရဲ့ အာ secret ပါလဲနောက်တစ်ခုကအလုတ်ကြိုက်တဲ့နိုင်ငံမှာအလုတ်ဘယ်လိုရှာမလဲဆိုတာเนาะအဲ့တင်တဲ့နှစ်ခုပြောရဒီတင်တဲ့သုံးခုတွဲမဲ့ဆိုရင်ရောဆရာကဘာပတ်တဲ့ဈေးတက်တာကဘာပတ်တဲ့ secret တင်တဲ့ကိုရွေးခွေရမှာဖြစ်ပါတယ်เนาะဒီတင်တဲ့တက်ဝါရဲ့ဆရာဘာတွေဝယ်နေလဲမြက်နေဆိုသိချင်ဆို option trade ပြင်ဆိုကြောက်ရတယ်ပြီးပါရင် advance option တက်ဝါရဲ့ advance option ပြင်ဆိုကြောက်ရမှာ advance option အရင်ကြိုက် stock secret တက်တက်ကြကြဘာမဖြစ်နေမစစ်เนาะသူစိတ်မမှန်ဖြစ်တော့ဖြစ်เนาะ ဘလို web store ဆိုကစိတ်မှန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 ်ကိုကိုပဲအမြိတ်ပါပဲเนาะအဲအကြောင်း advanced option ထိမြန်မြန်ပြီးအောင်တက်ပါ share လုပ်ထားပါ subscribe လုပ်ထားပါ i'll see you